စာတီးကတော့သူ့ကိုအစာပြုတာမဟုတ်မိဟုသမ ्या ကိုဖိတ်ခေါ်လို့သူ့ကိုမိလို့ခေါ်တဲ့သဘောရှိတယ်နော်ဒုက္ခတွေအလုံးကိုဖိတ်ခေါ်တာဖြစ်တယ်စာတီးရဲ့စရာရဲ့မရဏရဲ့အဲ့ဒီနောက်မှာဒီသုံးခုကတော့အရင်ခံပဲပေါ့နောက်ဖြစ်လာနိုင်တာတွေကဘာတွေတုံးဆိုရင်တောကတ် ဘဝအတွက်ဆိုရင်ရမှုတွေဘဝနဲ့ပတ်သက်ပြီးဆက်သွယ်လာတဲ့ကိုကိုခန္ဓာကိုအတွက်လည်းကိုအတွက်လည်းဆိုရင်ရတယ်ကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းဆိုရင်ရတယ်ကိုဆွေမျိုးသားချင်းတွေအတွက်လည်းဆိုရင်ရတယ်နောက်တစ်ခါကိုပစ္စည်းတွေအတွက်လည်းဆိုရင်ရတယ် ကိုချမ်းမရည်အတွက်လဲဆိုရင်ရတယ်ဆိုဆိုရည်ဓာတ်တွေအများကြီးတက်လာနော်ဘာလို့လဲဆိုရင်ဆိုရည်နဲ့ဆိုတာပျက်စီးမှုနဲ့ကြုံတော့မယ်ဆိုရင်လဲစိတ်ပူတယ်ကြုံနေရင်လဲစိတ်ပူတယ်ကြုံပြီးတဲ့နောက်မှလဲစိတ်ပူတယ်လို့ပြောအောင်ဖြစ်တယ်အဲစိတ်ပူဓာတ်တွေနဲ့တွေ့လိုက်တဲ့အခါမှာတောကဆိုဖြစ်တယ်ဖြတ်သနတရား၅ပါးဆိုတာရှိတယ်ญาติปยัตนา ဆွေတွေမျိုးတွေပျက်စီးတယ်စိတ်ပူရတယ်ဘောဂပြဒနာကိုပိုင်တဲ့ပစ္စည်းတွေအတွက်စိတ်ပူရတယ်ပစ္စည်းတွေပျက်စီးတယ်ဆုံးရှုံးတယ်ရောဂပြဒနာရောဂရတယ်နော်ရောဂရခြင်းဟာပြဒနာတစ်ခုပဲပြဘာပျက်စီးတာတော့ဆိုကျမ်းမမှုပျက်စီးတာအဲ့ဒါကျမ်းမရေးပျက်စီးသွားလို့ရောဂပြဒနာလို့ခေါ်တာ ဲ့ဒါတည်းဆိုရင်ရတာပဲဆိုရင်ရတာပဲတောကဖြစ်ရနောက်တစ်ခါကျတော့တိလပျက်စီးတာတိလကတော့ပျက်စီးလို့ဆိုရင်တည်းလူဆိုတော်တော်ရှားပါလိမ့်မယ်သို့တော်တိလပျက်စီးလို့ရှိရင် နောက်မြောင်းနှင်းကျက်ဘဝတွေမှာကောင်းရသူတိမရောက်နိုင်ဘူးကိုချင်းတိလပျက်စီးသွားလို့ရှိရင်မကောင်းတဲ့အကျိုးဆက်တွေလာတော့သူလည်းဆိုရင်ရပါပဲ။ ဒိဋ္ဌိပြဒနာအယူဝါဒအတွေးခေါ်ပြီးပျက်စီးသွားပြီဆိုရင်အဲ့ဒီအယူဝါဒပျက်စီးသွားမှုကိုခြေခံပြီးတော့မကောင်းတာတွေဖြစ်လာမယ်မကောင်းတာတွေဖြစ်လာပြီဆိုရင်စိုးရိမ်ရတဲ့သောကဆာဖြစ်လာဒါကြောင့်ပြဒနာတရား၅ပါးကြုံလိုက်တာနဲ့သောကဆိုတဲ့မိကကိုယ်လောင်တော့တာပဲဒါမို့သောကဟာလည်းပြီးပဲနော်သတိမိစရမိပရဏမိသောကမိ တောကမိလောင်တဲ့အခါမှာမထိနိုင်မသိနိုင်တဲ့အခါကျတော့အတန်ထွက်ပြီးတော့ဟိုပုံမှန်မဟုတ်တဲ့အတန်နဲ့လူတွေဟာမြည်တမ်းကြတယ်ငိုချွေးကြတယ်